ကျော်သူမရှိရင်ကျော်သူထက်သာတဲ့လူရှိရမယ်ဆိုတဲ့နာယေကွင့်ရင်မှုအသိနဲ့တူဘရဟိတလူတွေကိုနိမနာညမနာလှုပ်ဆောင်နေတဲ့တယုတ်ဆောင်ကျော်သူကျော်သူကတော့အသက်ရွယ်နဲ့ဈာမရည်ကြောင့်နာယေကွင့်ရင်မှုအသိဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးဖို့အတွက်ပြင်ဆင်ထားတယ်လို့သိရပါတယ်ကျွန်တော်အသက်ရွယ်နဲ့ဈာမရည်ကြောင့်နာယေကွင့်ရင်မှုအသိဥက္ကဋ္ဌနေရာကို လွှဲချင်တဲ့စိတ်ဖြစ်လာပါတယ် ိုနားတော့မဟေ့တယောက်ယောက်တက်လိုက်ဆိုလို့လည်းမရပါဘူးဒီနေရာကအရင်ကအရေးကြီးပါတယ်ဒီနေရာကိုပြင်ဆင်ထားတာလွန်ခဲ့တဲ့3နှစ်လောက်ကစခဲ့တာပါဘယ်သူကမှလည်းမပြောပါဘူးတယောက်ချင်းစီဆွဲခေါ်တယ်ပါလာတဲ့သူပါလာတယ်ကြံခဲ့သူကြံခဲ့တယ်ပါလာတဲ့သူကိုလည်းစိတ်သက်ပိုင်းဆိုင်ရာတွေပြောပြဖြစ်တယ်လို့ကျော်သူကပြောဆိုခဲ့ပါတယ်လူမျိုးမျိုးစိတ်မျိုးမျိုးရှိတာကြောင့်အလုံးကိုတတိထားဖို့ပြောပြီးကိုတိုင်ကလည်း လူပေါင်းစုံနဲ့တွေ့ရတဲ့အတွက်လူပိသားတွေစိတ်ရှိအောင်နေတယ်လို့ဆိုပါတယ်။လူတွေရဲ့ဆက်ဆံရတဲ့ကိစ္စဖောက်ပြန်တဲ့သူတွေရှိတယ်။လူမျိုးမျိုးစိတ်အမျိုးမျိုးတွေကိုသတိထားဖို့ပြောပါတယ်။ ကျွန်တော်ကလည်းဥက္ကဋ္ဌဆိုပြီးတက်သိနေတဲ့သူမဟုတ်ပါဘူး။မသားချတဲ့တက္ကသိုလ်ကပွဲရလာတဲ့ကောင်းလေးလည်းမဟုတ်ပါဘူး။အင်္ဂလိပ်စာဆိုလည်းအားနေတဲ့ကောင်းကျွန်တော်ပညာမတတ်ပါဘူး။ကျွန်တော်မှလူစိတ်ရှိတဲ့လူပိသားတဲ့စိတ်ရှိတဲ့လူပေါင်းစုံနဲ့တွေ့ရတယ်။ဘုသူနေရမှတ်တယ်။အလူငွေတွေကိုအလွဲသုံးစားလုပ်တယ်။အဲ့ဒီလိုလူတို့အမျိုးမျိုးကိုကျွန်တော်သွန်သင်ပေးတယ်လို့ကျော်သူကဆိုပါတယ်။ ကျော်သူမရှိရင်ကျော်သူထက်သာတယ်တယောက်ရှိရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့နိုင်ရဲကုညီမှုအသင်းဥက္ကဋ္ဌနေရာကိုပေးအပ်သွားမယ်လို့ကျော်သူကဆိုပါတယ်ကျော်သူမရှိလို့ဒီအသင်းကြီးပြတ်သွားတယ်ဆိုတာမျိုးလည်းမဖြစ်နိုင်ပါဘူးမဖြစ်တဲ့ကိစ္စဆရာကြီးတွေပျက်စီးသွားလို့ ဲ့ဒီအကြောင်းလဲပြည့်စည်သွားတယ်ဒါမျိုးတော့ကျွန်တော်လက်မခံပါဘူးကြော်သူမရှိရင်ကြော်သူထက်သားတဲ့တယောက်ရှိရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်မွေးထုတ်ထားတာပါဘသူဆိုတာကတော့မပြောပြသေးပါဘူးတေချာမှပဲပြောပြချင်ပါတယ်ဒီနေရာကိုထဖို့အတွက်အဲ့ဒီလူကလူပိသားတဲ့လူဖြစ်ရမယ်ဆိုတဲ့ကြော်သူကတော့ယခုလိုမျိုးပြောဆိုခဲ့ပါဗျ။ဆက်လက်ပြီးတော့လည်းကိုချင်းစာတရားရှိရမယ်အဓိကကတော့သီလလုံဖို့အရေးကြီးတယ်။လူတွေကိုကုညီတတ်တယ်။သီလဖောက်ပြန်ရင်အယံကိုယူဆိုတယ်သူ့အတွက်လည်းမကောင်းပါဘူး။ အများအတွက်လည်းမကောင်းဘူးနောက်ပြီးတော့အောက်ခြေလွတ်သွားဖို့ကိုယ်စိတ်ကိုထိနိုင်မှုအတွက်အရေးကြီးတယ်ပရဟိတလို့ပြောတော့လာကြတယ်ပြီးရင်တော့သစ္စာဖောင်းမှုတွေနဲ့တွေ့ရတယ်လို့ကျော်သူကဆိုပါတယ်တရုတ်ဆောင်ကျော်သူဟာနိုင်ကွညမှုတင်ကို2009တည်းကနေစတင်ခဲ့တာဖြစ်ပြီးအတင်းကြီးကတော့နှစ်ပေါင်း20ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။နိုင်ကွညမှုတင်နေတဲ့ကိုဗစ်ကာလအတွင်းမှာလည်းပရိဟိတလုပ်တွေများစွာလုပ်ကန့်ခဲ့တာလည်းဖြစ်ပါတယ်။စကိုင်းမှာနေထိုင်တဲ့အဆိုတော်မနောရဲ့နေအိမ်က လေးတန်းကြောက်ပြိုကြပျက်စီးသွားခဲ့ပြီးနေရာမရှိဖြစ်သွားခဲ့ပါတယ်သူကတော့လောကမှာအရာအလုံးဟာမမြဲဘူးဆိုတာပို့ပြီးတော့လက်တွေ့သိလာတယ်လို့ပြောဆိုခဲ့ပါတယ်မနှောဟာတော့စကိုင်းမှာနေထိုင်လာတာတနစ်ကျော်ကြာမြင့်ပြီးဖြစ်ပေမဲ့မက်ချ်လာ၂၈ရက်နေ့ကလှုပ်ခတ်သွားတဲ့စကိုင်းပဟိုပြူကလေးကြောင့်သူ့နေထိုင်ရာစကိုင်းအိမ်လေးဟာလည်းပြင်းပြီးနေလို့မရအောင်ပြိုကြပျက်စီးသွားခဲ့တယ်လို့သိရပါတယ်မနှောရဲ့သမီးလေး မေချင်းမုံဟာလည်းတိလားရှင်ဘဝနဲ့စကိုင်းမှာတရင်သုံးနေတာသုံးနေရှိပြီလို့သိရပါဗျ။ယခုလိုမျိုးတရားချင်းဟာလည်းမမြဲချင်းတရားကိုသိစေခြင်းနဲ့ရည်ရွယ်ချက်ချက်ဖြစ်ပြီးအိမ်နှစ်ထပ်ရှိရာအောက်ထပ်မှာမြေကြီးကျွန်း